ရွေးကောက်ပွဲဝင်မလားလို့မေးနေတဲ့လူတွေကိုဖြေပေးမယ်နော်။ကျမလျှောက်ထားတယ်ရှင်။ရွေးကောက်ပွဲဝင်ဖို့တတိပုဂ္ဂလနေနဲ့ပဲဝင်မယ်။ရှင်းပြမယ်နော်။ကျမတို့တွေကကပ်ပြားဆောင်နေရသေးတယ်။ကပ်ပြားရမှရဲ့နောက်ပြီး28ရက်နေ့ကြမှရဲ့မဲဆွဲခွင့်ရတော့ကျမဘာမှဟိုမဲဆွဲတာတွေပါဒီပြောလို့မရဘူးရှင်။ဘာကြောင့်ဆိုတော့ကိုကတော့ဒီရွေးကောက်ပွဲဝင်ဖို့လျှောက်ထားတဲ့အဆင့်ပဲရှိပါသေးတယ်။အဲ့ဒါကို ဒီဘာကြောင့်ဝင်မလဲဆိုတော့ကိုဘဝကိုအချိန်ရလေဒီအချိန်မှာပေါ့ဟိုကိုကကန်စီယံကန်စီမန်ယာကိုယုံကြည်တယ်လေ။အော်ဒီသမိုင်းဘေးတာဝင်ပေါ့ it, my country is calling me people are calling me အဲ့လိုစိတ်ထဲကခံစားရတယ်ဟိုဘာကြောင့်ဆိုတော့ကျမစီလာပြီးဝင်ပါဝင်ပါပြောနေတဲ့လူတွေရှိတော့ကျမမဝင်ဘူးဆိုပြီးလှုပ်လိုက်ရင်တာဝန်မကျေရကြတယ်လေ so i offer my services ပေါ့နော်ကျန်တာတော့သူဖာသူသွားလိမ့်မှာပေါ့ဘာကြောင့်ဆိုတော့ကျမဘဝဘေးအခြေအနေရလေဒီအချိန်မှာဒီလိုရေလို့ဖြစ်လာတယ်ဆိုတာ there's something အပေါ် guiding me ပေါ့ကျမစိတ်ထဲကအဲ့လိုယုံကြည်တယ်ကျမဘာမဆိုကံကိုယုံကြည်တတ်တဲ့လူဖြစ်တယ်ဗုဒ္ဓဘာသာအစ်စ်အမှန်ဖြစ်တယ်ဒါပေမဲ့ကံညာဝရိယပေါ်ကိုလဲလှုပ်တယ်လှုပ်တာလဲရှိတယ်လို့ဒီကိုရကံကြမအရာဒီဒီအချိန်မှာပမပြီမှာဒီလိုလူဖြစ်လာတဲ့ဒီလိုအချိန်မှာမြမပြီဟာဒီလိုအခြေအနေတွေဖြစ်နေတဲ့ကိုတတ်နိုင်တဲ့လောက်ဘယ်တော့ဘယ်နေရာကဖြစ်ဖြစ်တော့ဟို ဟိုကိုတို့လှုပ်ဖို့ပေါ့အကြံဉာဏ်နေပေးဖို့လိုအပ်တယ်လို့ယူဆတဲ့အတွက်ကျမဟိုရွေးကောက်ဖွဲ့ဝင်ဖို့ဆုံးဖြတ်လိုက်တာပါ။ဒါကြောင့်ဆိုတော့စိတ်ပူတဲ့လူတွေရတယ်အများကြီးရှိတယ်။အေးအေးပဲနေပါ ပြောတဲ့လူတွေရတယ်အများကြီးရှိတယ်။ဝင်ပါဆိုပြီးပြောတဲ့လူတွေရတယ်အများကြီးရှိတယ်။နောက်ဆုံးကျတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမှုတည်တော့ကျမအရေးစွန့်ပြီးဝင်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်အဲ့တော့ဒီ window ဆိုတာကလေသူတို့မှဟို UEC ပေါ့เนาะရွေးကောက်ပွဲကမရှင်အစီကံတတ်မှတ်ချက်တွေရှိတယ်เนาะဘယ်နိုင်ငံဘယ်မှာမဆိုစနစ်တွေရှိတယ်ဆိုကျမကလည်းမြန်မာနိုင်ငံသားလည်းဖြစ်တယ်မြန်မာပြည်မှာလည်း တောက်လျှောက်နေခဲ့တာဒီပြီးခဲ့တဲ့နှစ်လေဟို2012ကရပြန်လာတာဆိုတော့ကျမကဟိုနိုင်ငံခြားသွားတာလေ3-4နှစ်လောက်ကြာမယ်ထင်တယ်အဲ့ဒါပဲဆိုတော့ကျမကမြန်မာပြည်သားမြန်မာပြည်မှာတောက်လျှောက်နေထိုင်ခဲ့သူဖြစ်တယ်ဒါပေမဲ့ကျမပြန်လာပြီးတော့ဟိုမှာ အိမ်ကိုတော်တော်သိမ်းရတာတော့ရှိတယ်ရှင်အဲ့မှာကျမစဉ်းစားကျမတို့စဉ်းစားတဲ့အခါကျတော့ဟိုမှနေမလားဒီမှနေမလားဒီမှခေါင်းချဖို့စဉ်းစားတော့ဟိုမှသွားပြီးအိမ်သိမ်းကြတယ်ခရီးရတော့ခဏခဏထွက်ရတယ်အိမ်သိမ်းတာပေါ့နောက်ပြီးတော့မြမပြီမှာပဲနေကျင်တယ်မြမပြီမှာပဲခေါင်းချခြင်းနဲ့စိတ်ကူးပြီးတော့အပီးပြန်အပီးသိမ်းတဲ့အခါကျတော့မှ ကိုဗစ်တွေဖြစ်တယ်ကံကောင်းလို့မသေးတယ်ပြီးလို့ရှိရင်လေမြာကွဲတယ်ငွေတွေပေါ့နော်လွန်မိတာအလိန်ခံထိတယ်သူများကကိုကိုတရားဆွဲတယ်အဲ့ဒါတရားနိုင်သွားတယ်ကိုကသူတို့အခုပြန်တရားဆွဲတာအဲ့လိုအဖြစ်အဖြစ်ပြမျိုးစုံဖြစ်တာအရင်လေကိုကိုကိုလေနောက်တော့အော် ဖတ်ကြည့်တော့ဒီကျမတို့ပေါ်ကမ်ဒီကမ်ဘီယာကြက်ချေပါတဲ့လူတွေပေါ့နော်ကျမဆိုလဲကမ်ဘီယာကြက်ချေပါတယ်ဒီလူတွေဟာတဲ့အနည်းဖြစ်တယ်ပေါ့နော်ဒီကမ်ဘီယာကြက်ချေပါအဲကမ်ဘီယာကြက်ချေပါတဲ့လူတွေဟာဝစ်ကြေးတွေကိုဝစ်ကြေးတွေကိုပိဆက်ရတယ်အဲ့တော့အော်ဒါကြောင့်မလို့ငါလဲပေါ့ဝစ်ကြေးတွေပိဆက်နေရတာလို့အဲ့လိုယုံကြည်သွားတယ်ပြီးတော့ တရားရှာဖို့ဖြစ်လာတာကျမကိုဗစ်တုန်းကတည်သွားမယ်ဆိုလို့ရှင်အင်အားစင်တာမှာတည်သွားမယ်ဆိုရင်ကျမတရားဆိုတာလေတရားဆိုတာတိတ်တိတ်ကြကြတိလိုက်မှာမဟုတ်ဘူးအဲ့တော့ကျမအရင်မဲ့အိမ်မှာဟိုပါမုခကျုပ်ဆရာတော့တရားတွေကိုနားပြီးတော့ကျမအင်မတန်အော်ကြံတဲ့အသက်ရှင်နေချိန်မှာပေါ်ဒီတရားကိုလေ့လာမိပုံနောက်ပြအဲ့မှာဒီမှာပမာပြမာခေါင်းချခြင်းနဲ့အဲ ခင်ပေါ်ကိုသူကလည်းကျမကိုခေါ်ပေးမယ်ကျမမလိုက်ဘူးကွာကျမမှာအမှုတွေရှိတယ်လေသူကွာပြီးတော့သူပြန်သွားတယ်ရှင်အဲ့တော့ကျမကလည်းဒီလိုလုံးဝခင်ဖို့မရှိဘူးပေါ့နော်တမီးဖေရှိပေးမယ်တမီးဖေကကျမလက်ထဲမှာပဲဟိုတမီးဖေကသူကအဲ့တော့ကနောက်ဟိုအမျိုးသမီးနဲ့တွေ့ပြီးတော့ကျမနဲ့ question ကျမ question ပေးလိုက်တဲ့အခါမှာသူကျမတို့အိမ်မှာပဲနောက်တော့ သူပြန်လာပြီးတော့ကျမမိဘအိမ်မှာပဲသူ့ကိုပြုစု9နှစ်ပြုစုပြီးတော့သူ꽌လွန်သွားတယ်2023ဟာပေါ့သူ꽌လွန်သွားတယ်အဲ့တော့ကျမကလည်းအရင်လွတ်လပ်သွားတယ်လွတ်လပ်တာမှလေအိမ်မှာအဲ့တော့ခွေးလေးတွေလည်းရှိတယ်အမေရိကန်ခေါ်လာတဲ့ခွေးလေးရှိတယ်အိမ်မှာခွေးလေးတွေရတယ် သူတို့ကကိုကသူတို့ပြုစုမယ်ဆိုတာကိုခွေးလေးတွေကလည်းတေသွားတယ်သူတို့တေသွားတယ်ကိုကိုလေးထားခဲ့တယ်သိလားကိုကိုအပူမပေးတော့အသမီးတူတည်းရှိတာလေသူဟိုဒီမှာပမာပြီအခြေအနေရသူ့မှာဆက်နေဖို့မဖြစ်နိုင်တော့ သူကအင်္ဂလန်မှာသွားပြီးတော့အလုရှာပြီးသူကလေးတွေကြောင်းထားဖို့ပြန်သွားရတယ်အဲ့တော့ကျမမှာ လောကကြီးမှာတယောက်တည်းကြံခဲ့တယ်အဲ့တော့မြမပြီးရဲ့ကိုရဲ့တယောက်တည်းကြံတဲ့ခါကာလမှာကိုကုသိုလ်ဟိုတရားရှာမယ်တရားတွေပြောရင်ပြောရင်လည်းနောက်တော့ဒီကမ္ဘာနိုင်ငံရေးကြီးကို politics မြမပြီးဖြစ်နေတာတွေလည်းကိုက ကုသိုလ်ရအောင်ပြောရင်ပြောရင်နဲ့အခုကျတော့နိုင်ငံရေးထဲမှာပါဝင်ပြီးတော့ဟိုအခွင့်ကြုံလာတဲ့အခါကျတော့ကိုက offer လုပ်လိုက်တာပေါ့အဲ့တော့ဟိုကိုကတော့စဉ်းစားထားတယ်ဒီ ဒီနိုင်ငံကြီးကိုဘောဒီလောက်အချိန်နေကျမတို့နိုင်ငံတော်တော်ဆိုးတာလူတိုင်းလည်းသိပါတယ်အားလုံးလည်းသွေးတွေကွဲနေကြတယ်အမျိုးစုံဖြစ်နေကြတဲ့အချိန်မှာကိုကတတ်နိုင်သလောက်တော့စူးစီးစေခြင်းနဲ့တတ်နိုင်သလောက်လည်းဒီမိုကရေစီနီးနဲ့တက်လာတဲ့လူတွေကိုလည်းတတ်နိုင်သလောက်ပြုပြင်ထိန်းချောင်းပြီးတော့ဟို ချက်မှတ်ပြီးတော့ဟိုလူတွေအားလုံးအတွက်ပေါ့ဒီမြန်မာပြည်မှာနေထိုင်သောလူတွေပေါ့အားလုံးအားလုံးဘယ်ဘယ်ဘယ်တောင်ဘယ်ဒေသကမဆိုငိမ့်ချမ်းစွာနေကြဖို့စီးပွားရှာကြဖို့တော့နိုင်ငံတကာကလည်းကိုယ်နိုင်ငံကိုစာနာပြီးတော့ကူညီကြစေဖို့ကျွန်မကအိုပြည်တွင်းရောပြည်ပရော communication ခေါ်တာပေါ့ကျွန်မလုပ်ခဲ့တာအားလုံးကလည်းကျွန်မ communication ကို specialize လုပ်ခဲ့တာကျမအလုပ်ကဆရာဝန်ဖြစ်ပေမဲ့လည်းဆရာဝန်ဆိုတဲ့ကျမ communication ကိုအား အားပေးတယ်ရှင်။ဘာကြောင့်ဆိုလူတုဆက်ဆံရေးပေါ့နိုင်ငံတကာဆက်ဆံရေးဟိုဒီဆရာဝန်နဲ့လူနာဆက်ဆံရေးနောက်ပြီးတော့အုတ်ချုပ်သူလူဒန်းစားနဲ့အုတ်ချုပ်ခံသူဒန်းစားဆက်ဆံရေးဒါကျမအမြဲမဲပညာပေးခြင်းနဲ့ပြင်ခြင်းနဲ့အုတ်ချုပ်တဲ့လူကအုတ်ချုပ်ခံအုတ်ချုပ်တယ်ဆိုတာအခုဒီမိုကရေစီမှာပြည်သူမဲပေးတဲ့သူကအုတ်ချုပ်ရတာမဟုတ်လို့ပြည်သူကိုစာနာရမယ်အုတ်ချုပ်သူဖြစ်ရမယ်။နော်အစည်းကဥပဒေတွေ policy တွေချတာတွေလည်း ်ပြည်သူကောင်းစားရေးအတွက်เนาะတိုင်းပြည်ကောင်းစားရေးအတွက် policy တွေဖြစ်ရမယ်အဲ့ဒါမျိုး ကျမစိတ်ကူးပြီးတော့ကျမက offer လုပ်တာပါဒီเอ่อဘယ်ပါတီမှကျမမဝင်တာကျမနဲ့อ่ะဘယ်ပါတီဆက်ဟတ်တလဲဆိုဘလို့မှဆက်ဟတ်လို့လဲကိုစဉ်းစားလို့မရတော့တတိပုဂ္ဂလပဲကျမဝင်ပါတယ်ရှင်အဲ့တော့ဟိုဘာကြောင့်ဆိုတော့ပါတီတွေကသူတို့မှအစွဲတွေလည်းရှိမယ်သူတို့မှရာဇဝင်တွေလည်းရှိမယ်သူတို့မှအုပ်စုတွေလည်းရှိမယ် တို့မှာ internal politics တွေလည်းရှိမယ်တို့မှာနေရာလူတာတွေလည်းရှိမယ်ကျမအနေနဲ့ဒီအချိန်မှာဒီအချိန်မှာဒီဒီဒဏ်တွေကိုလည်းမခံနိုင်ဘူးမပတ်သက်ချင်ဘူးတို့ဒီပါတီတွေအတွက်လည်းကိုကဟိုအပြင်အားနေဆိုရင်တော့အားပေးပါတယ်အထဲဝင်ပြီးတော့တို့ကိုတော့အားပေးထိန်းကြောင်းခြင်းကျမလည်းမလုပ်နိုင်ဘူးတို့ဖာတို့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 ဘယ်ကျမ ဟိုတိတိတန်တန်ထားမယ်ကျမကတော့လေတတိပုဂ္ဂလတိတိတန်တန်ပဲဝင်ပါမယ်ဒီလိုပဲဒါဒါဆိုရင်ကျမစိတ်ထဲအကျမအနေနဲ့တာဝန်ကျေပြီတာဝန်ကျေပြီလို့ဟိုယူဆပါတယ်တကယ်လို့ဒီရွေးရွေးရွေးခံ လို့မရဘူးဆိုလဲကျမပြင်ပဟာနေပဲအမြဲပဲတိုင်းပြည်အကျိုးအတွက် လူမျိုးအတွက်ကို အမြဲပြောပေးနေမှာပါ အားလုံးနဲ့အောင်မြင်ကြပါစေလို့เนาะဆုတောင်းပေးပါတယ်အောင်မြင်လာရင်လဲတိုင်းပြည်အတွက်တကယ်ကို တကယ်ကိုအလုတ်လုတ်ပေးနိုင်တဲ့လူတွေရှိပါစေတိုင်းပြည်ရလည်းလူတွေရလည်းအမြဲဒီလူတွေကိုကိုတိတဲ့လူမှသေချာမှမဲပေးစေခြင်းနဲ့လူကိုဒီအမတ်တယောက်တယောက်ကကိုတိုင်းပြည်ရပတ်စံပေးပြီးနေရာပေးထားတာတကယ်လောက်တဲ့လူတကယ်စေတနာရှိတဲ့လူတကယ်ပညာရှိတဲ့လူ ဖြစ်ရမယ်လို့ကျမယူဆပါတယ်အဲကျမ ကပ်ပြားရရင်တော့ပြန်လဲပြီးတော့ဟိုစတင်ပြီးတော့မိတ်ဆက်ပါမယ်